မင်းအသက်ငါပေးဆရာကြီးမြခိုင်ဝိထုတွေကိုရေးသားခဲ့တဲ့ဆိုင်းဆရာပကံသူရကသူ့ရဲ့ဆက်ကောင်မြခိုင်ကိုဖန်တီးရခြင်းရဲ့ရည်ရချက်ကတော့အနာဂတ်ကောင်းဆောင်လူငယ်လူရယ်တွေကိုမှန်နာလုပ်ရဲလာအောင်ဗုဒ္ဓကိုပြောရဲလာအောင် နိုင်ငံအတွက်အကျိုးမရှိတဲ့အလုပ်တွေမလုပ်ကြဘို့ရာဇဝတ်ဘေးဆိုတာပြေးမလို့ဘူးဆိုတာသိစေလိုတဲ့ရည်ရချက်နဲ့ရေးခဲ့တာလို့ပြောခဲ့မှုပါတယ်ဒီကနေ့မြန်မာနိုင်ငံမှာတော့မင်းအတန်ငါပေးဆရာကြီးမြခိုင်နဲ့ စံကျင်ဘက်စိတ်တဲ့အကျင့်စရိုက်ရှိတဲ့မင်းအောင်လိုင်းနဲ့စစ်ခွင်ဒူကန်တရဝါရုပ်တွေဟာအများပြည်သူကသဘောမတူတဲ့တရားမဝင် ပြည်သူစစ်မှုထမ်းဥပဒေကိုရွတ်ပြဋ္ဌာန်းခဲ့ကြပြီးသူတို့ရဲ့မတန့်ရှင်းတဲ့အသက်အိုးအိမ်စည်းစိမ်ကိုကာဝယ်ဖို့လူငယ်လူရည်တွေနဲ့ဆင်းရဲသားအများပြည်သူလူတွေရဲ့အသက်ကိုစည်ရင်းနေကြခြင်းဖြစ်ပါတယ်။အခုဆိုရင်ပြီးခဲ့တဲ့နှစ်2024 February 10ရက်နေ့ကစစ်ရှုံးဓမြကိုင်းကအသက်သွင်းခဲ့တဲ့ ီတိုစစ်မှုထမ်းဥပဒေဟာတမြင့်တင်းတင်းပြေခဲ့ပြီးပါပြီ။အခုမတ်လထဲမှာဖွင့်လှစ်မဲ့စစ်မှုထမ်းတင်းတန်းနဲ့ဆို အပတ်စဉ်၁၇ထီရှိလာမှာဖြစ်ပါတယ်။အဲ့ဒီတရားမဝင်ပြည်သူစစ်မှုထမ်းဥပဒေနဲ့နိုင်ငံတဝင်းကအသက်၁၈နှစ်နဲ့၃၅နှစ်ကြားလူငယ်တွေကိုသူတို့ရဲ့သဘောဆန္ဒမပါဝင်ပဲအတင်းအဓမ္မအစ်စ်သေးသွတ်သွင်းခဲ့တာအပတ်စဉ်၁၇ထီရှိလာပြီးမို့လူငယ်လူရွယ်ပေါင်း၅၀၀၀ဝန်းကျင်ရဲ့အသက်ကို ရက်ဆက်ယုံမာစွာလူယူနေကြတာမို့စစ်တရိတ်ဆန်မင်းအောင်လိုင်ကိုမင်းအတန်ငါပေးမကောင်းရှဝအယူလိုပဲအမြည်ပေးခြင်းပါတယ်စစ်အခွင့်ဒူကန်ဘိုးချုပ်ကြီးတွေနဲ့စစ်တပ်သူတို့သားသမီးတွေကိုတော့စစ်မှုမထမ်းခိုင်းပဲနိုင်ငံရချားလွတ်နေထိုင်ပညာသင်စီခဲ့ကြပြီးတိုင်းရင်းသားမိဘပြည်သူချင်းရဲသားလက်လုံလက်စားတွေရွာသူရသားတွေရဲ့သားသမီးတွေကိုသူတို့အာဏာတည်မြဲရေးအတွက်အသုံးချဖို့ ကာယကံရှင်ဆန္ဒမပါဘဲဖမ်းဆီးခဲ့ကြတယ်။စစ်မှုထမ်းဥပဒေအသက်သွင်းချိန်မှာအယက်သားတသားတင်များကိုရှေ့တန်းမပိုးဘူးစစ်ကောင်စီကလိန်ညာဝါရဖြန့်ခဲ့ကြတယ်။ဒါပေမဲ့စစ်တန်းတန်းကို လာပိုင်းလောက်ပေးပြီးတာနဲ့ပြင်းထန်စွာတိုက်ပွဲတွေဖြစ်ပွားနေတဲ့ရှေ့တန်းစစ်မျက်နှာတွေကြီးပုတ်လွတ်လိုက်ပြီးကြည်စံဘုံစံတွေကြားရှေ့လွတ်ပြီးလူသားတိုင်းကဖြစ်အုံချအတိခံခိုင်းနေကြတာဖြစ်ပါတယ်။အခုဆိုတင်းတန်းမပြီးခင်မှာကို ရုပ်မာရှုပ်ပဲစွာနဲ့လူငယ်လူရွယ်တွေရဲ့အသက်ကိုစရီးခံပြစ်ကြတဲ့သူတို့တမိုင်းစုဟာရိုင်းပြနှိမ်ကြလွန်လာပါတယ်။လူအခွင့်အရေးနဲ့ဒီမိုကရေစီရကျင်နာမှုစစ်အာဏာရှင်စနစ်ကိုဆန့်ကျင်သဘိမ်းမှောက်ခဲ့ကြတဲ့နိုင်ငံတော်ဝန်ကပြည်သူလူထုကိုလက်စားချေဖို့ပြည်သူတွေရဲ့သားသမီးတွေကိုတော်လှန်ရေးအင်အားစုတွေနဲ့ဖြစ်တဲ့ပြည်တွင်းစစ်မှသူတို့ရဲ့ရှုံးနိမ့်နေတဲ့ရှေ့တန်းစစ်မှန်လာတွေမှာအသေးခံခိုင်းပြီး ြည်သူအပေါ်လက်စားချေနေကြတဲ့စစ်မကောင်စုဝအုပ်စုကို လုံးဝအမြင့်မကျန်တိုက်ထုတ်ရမှာတပြည်လုံးကနိုင်ငံသားတိုင်းရဲ့အရေးအကြီးဆုံးတမိုင်းပေးတာဝန်တည်းရဖြစ်လာခဲ့ပါပြီ။ဒါကြောင့်မို့လို့လေတစ်ချိန်လုံးကအကောင်စားယူနီဖောင်းဘဝတွေကနေစိုးရွားရုံမာတဲ့ဆရာနာရှင်စနစ်အောင်မှာအမှုထမ်းကြတဲ့ပြည်သူဝန်ထမ်းနိုင်ငံဝန်ထမ်းတွေဟာအဟောင်းစားယူနီဖောင်းဘဝအဖြစ်ရောက်ခဲ့ကြရင် အခုတော့လူစုရန်သူတော်တရောင်စာ uniform တွေအဖြစ်ပြောင်းလို့ပြည်သူလူစုရဲ့မုံတီးဝင်ရှာမှုကို အမြင့်ဆုံးခံနေကြရတာလည်းဖြစ်ပါတယ်။ဆရာမင်းသင်္ခါရေးသားခဲ့တဲ့မတချောင်တကောင်ဘွားဝိထုထဲမှာလားပင်ရှင်ပြီးတယ်ဆိုတဲ့အသုံးအနှုန်းတစ်ခု ပါဝင်ပါတယ်။လားပင်ရှင်ပြီးတယ်ဆိုတာဒုတိယကမ္ဘာစစ်အတွင်းကစစ်ပွဲတွေမှာတည်ယူပို့ဆောင်ရေးမှာအသုံးပြုခဲ့တဲ့လားတွေကိုစစ်ပြီးသွားတဲ့အခါအသုံးပြုဖို့မလိုအပ်တော့တာမို့ တနက်နဲ့နှစ်ဖူးကိုတိတ်ပြီးပြစ်တက်ပြီးအနာပေးတာကိုလားပင်ရှင်ပေးတယ်လို့တင်စားသုံးလုံးပါတယ်။တကယ်တော့မြန်မာနိုင်ငံမှာ1962ခုနှစ်မတ်လ2ရက်နေ့ကစလို့တမတော်အစ်မဟာကွယ်လွန်သွားခဲ့ပြီးပါပြီ။ဒီကနေ့တိုင်းပြည်အာဏာလုထားတဲ့အာဏာရှင်တစ္ဆာကံလက်နက်ကင်စစ်တပ်ဟာတမတော်အတူကြီးသာဖြစ်တာမို့အာဏာရှင်စနစ်အောက်မှာအမှုထမ်းကြတဲ့ပြည်သူဝန်ထမ်းနိုင်ငံဝန်ထမ်းတွေယူနီဖောင်းဝတ်တွေဟာ နိုင်ငံနဲ့ပြည်သူကိုအကျိုးမပြုတဲ့အပြင်အသက်အန္တရာယ်ပြုနေကြတဲ့မကောင်းဆိုးဝါးစစ်တပ်ဝါတွေသာဖြစ်ပါတယ်။တရားမဝင်စစ်မှုထမ်းဥပဒေနဲ့စစ်အင်အားပြုံးတိမှုကိုဖာထေးဖို့ဝေးသားလီပြည်ဘလူးစီးတလို့လူငယ်တွေကို လိုက်လံဖမ်းဆီးနေတာဟာနိုင်ငံတဝန်းကဒေတာတချို့နဲ့ကြေးလက်တော့ရအများပြားကလူငယ်တွေဟာကို့အိမ်မာတောင်ပြန်မအိပ်ရဲကြတော့ပါဘူး။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကအေယာဝတီတိုင်းရေကြီးမြို့နယ်မှာရှိတဲ့စစ်တပ်တပ်တွေက အတမရှိမှုတမ်းမှုစုဆောင်ရာနေအိမ်မော်တက်ပြီးခြံအောင်တဲ့အထိပါရှာဖွေမှုများပြုလုပ်လာတဲ့တည်ရင်တွေကိုဖတ်ခဲ့ရပါတယ်။သူတို့အသက်ဆက်နိုင်ဖို့ရှိမှုတမ်းခေါ်ယူရမှာလက်ပေးလက်ယူမှုတွေလူစားထိုးတာတွေကာဝယ်တားဆီးနိုင်ဖို့အတွက်အကြောင်းပြပြီး အခုဆိုတကောင်စီရင်နဲ့ရက်ကြီးအစင်ကပေးပို့ထားတဲ့စီရင်တွေကိုတက်ဆိုင်ဆစ်ဆေးပြီးရှိမှုထမ်းရမယ့်လူငယ်တွေနဲ့သူတို့မိဘတွေကိုမြို့နယ်ရှိမှုထမ်းစင့်ခေါ်ရေးယုံတွေကနေ ်ခေါ်ယူနေတဲ့အဆင့်ကိုရောက်လာပြီဖြစ်ပါတယ်။အသုံးပြုလို့မရတော့တဲ့လားတတဝါတွေကို လက်စာတုံးအနာပေးတဲ့လားပင်ရှင်ပေးတယ်လို့နိုင်ငံအတွက်အသုံးမဝင်ရုံမကပြည်သူလူထုရဲ့အိုးအိမ်ဘဝတွေဖျက်ဆီးအသက်အန္တရာယ်ပါပြုလာတဲ့မကောင်းရှုဝါးစစ်တတဝါတွေကိုစစ်လားပင်ရှင်ပေးအပ်ကြမှာသာနိုင်ငံသားတိုင်းရဲ့ဘဝတွေလုံခြုံအေးချမ်းမှာဖြစ်ပါတယ်။ဒီဆောင်းမားကိုညီကုန်းတက်ရရင်ဆရာနာရှင်တန်နိုင်ဖို့ တန်မိုးကြီးမတဲ့အနာဂတ်ခေါင်းဆောင်လူငယ်လူရွယ်တွေရဲ့အသက်ကိုမင်းတို့အသက်ငါပေးချဟေးဆိုတဲ့သဘောနဲ့အတင်းအာဓမလူယူစတိပစ်နေတဲ့မင်းတန်ငါပေးမကောင်းဆိုးဝါးအယူမင်းအောင်လိုက်နဲ့စစ်မိတ်စာကောင်းတွေဟာညမတမိုင်းမရောကဘာပေါ်မှာအစိုးရုံဆုံးစစ်အုပ်စုဖြစ်သွားခဲ့ပြီးပါပြီသူတို့ဟာလုံးဝခွင့်မလွတ်ထိုက်တဲ့စစ်ရာဇဝတ်မှုတွေထက်တလဲလဲကျူးလွန်နေကြတာမို့မြန်မာတိုင်းနိုင်ငံလုံးက ပြည်သူပြည်သားတိုင်း လူငယ်လူရွယ်တွေနဲ့မိဘတွေအားလုံးဟာကိုသားသမီးအသက်အချင်းကြီးမဆုံးရှုံးရအောင်စစ်တပ်ဝါတွေကို အသက်ဆက်ပြီးဖို့မိမိအသက်မိမိသားသမီးအသက်ကိုအကျိုးမဲ့ပေးဆက်ရမယ့်အဖြစ်မျိုးမကြုံရလီအောင်ငါတို့အလှည့်မကြလောက်သေးပါဘူးထင်မိအိမ်က ထိုင်ဆောင်ပြီးလေစင်းခံကြမယ့်အစားမင်းအသက်ငါပြီးမကောင်းစွာအယူမင်းအောင်လိုက်နဲ့စစ်တပ်ဝါတွေကို လားပင်စင်ပေးနိုင်အောင် နီးဆက်ရာတော်လင်ကြီးအင်အားစုအတီးတီနဲ့ချိတ်ဆက်ပူပေါင်းပြီးရတဲ့နီလန်ပေါင်းစုံနဲ့အစွမ်းကုန်ဝိုင်းဝန်းကြိုးပမ်းအားထုတ်ခြင်းနဲ့တပြည်လုံးတော်လင်ကြီးကသာမိမိအပါအဝင်မြန်မာတိုင်းနိုင်ငံလုံးကိုကယ်တင်နိုင်မှာဖြစ်ပါကြောင်းအလေးနဲ့စိတ်စောတိုက်တွန်းလိုက်ပါတယ်။